ောက်တာမှနေတယ်အရင်တော့ဒီဒီကလေးတွေရဲ့ live ကြောင်းကောင်းကောင်းနားမလဲဘောနော်ဒီကိုရောက်လာနားလဲတာဆိုလို့ရှင်သူလမ်းမှာတွေးလို့ရှင်မဖြစ်ဖြစ်အဲကလေးရာလို့သူတို့ရဲ့ပုံစံမဟုတ်ဘောနော်လို့သူတို့လောက်တဲ့အလုပ်တွေရတွေ့တာမျိုးဆိုတော့အဲခိုင်းရဒီကလေးတွေကဘလို့မျိုးလဲအဲ့လိုခိုင်းရတော့မကြိုက်ဘူးပေါ့နော်ဒါပေမဲ့ဒီကိုရောက်လာပြီးတော့မဖြစ်သွားလဲဆိုရှင်သူတို့ရဲ့အကြောင်းလေးနားလဲလာတယ်အဲ့လိုသူတို့ကကလေးတွေဘာကြီးပြင်းမှန်းနေတယ်နောက်တစ်ခါသူတို့ဘာကြီးခံစားနေရလဲသူဒီအလုပ်တွေပေါ့သူတို့ ဘလို့စိတ် pressure တွေများနေလဲဆိုရင်ဟာနားလည်လာရဲပေါ့နော်အဲ့ဒါတွေပြောင်းလဲလာတယ်အဲ့လိုမျိုးပေါ့နော်အဲ့ရင်အမိုက်ပုံးနဲ့ကိုလွတ်ပြစ်မှာဟုတ်ပြီဒါဆိုတောင်းသူမိတော့အစားစားပေါ့အစားစားဒီတိုင်းပဲတင်ကိုပြန်တယ်ွားရဲဒါမှအမိုက်ပုံးနဲ့ကိုတခြားပြစ်လာအအများကြီးတော့ပြောင်းလဲသွားပေါ့နော်အရင်ကဆိုရင်တို့ရတို့တို့အဲ့လိုမျိုးအာသွားလာလှုပ်ရှားနေရမျိုးဖြစ်ဖြစ်ပေါ့နော်ဒီအခုနောက်ပိုင်းဆိုလို့ရှင်တို့ကအဲ့လိုမျိုးရင်ကျေးလာလို့ပြောရမှာပေါ့နော်အပြုတ်မှုတွေမှာအဲ့လိုမျိုးနှုတ်ဆက်တက်လာရဲတခြားတော့လို့အပြုတ်မှုတွေမှာရင်ကျေးလာရဲလို့ share တရားနဲ့တရားနဲ့ share လောက်တဲ့အပိုင်းတွေတည်လာရဲနောက်တစ်ခါလို့တစ်ခုဆိုရင်စောင့်ရမှာတို့အဲ့လိုအများကြီးနားလည်လာရဲပေါ့နော်ကျွန်တော်ကလေးတွေကိုအခုသူတို့လုပ်နေတဲ့အလုပ်တွေပေါ့ဥမာဆိုလို့ရှိရင် အမိုက်ကောက်တဲ့ကလေးပလုံကောက်တဲ့ကလေးပဲဖြစ်ဖြစ်အဲ့လိုဇာတ်မူရဲ့ကလေးပဲဖြစ်ဒါမျိုးတွေမူဝေတော့ပဲနဲ့အဲ့လိုသူတို့လှုပ်ချင်တာပေါ့နော်ဥမာဆက်ချုပ်ချင်တဲ့ကလေးကဆက်ချုပ်တာမျိုးပဲဖြစ်ဖြစ်အဲ့သူလှုပ်ချင်တဲ့အရာလေးတွေပေါ့နော်အဲ့လိုမျိုးပံ့ပိုးပေးချင်တယ်အဲ့လိုပုံစံမျိုးပဲသူသွားချင်တာပေါ့နော်ကျွန်တော်ကတော့အဲ့ဒါဆိုမှတော့ဘာဝတရားရပါလိမ့်မယ်ကောင်းတာပေးတယ်ဆိုးတာပေးတယ်ကောင်းတာပေးအေးစစ်စစ်လေးပဲလို့စတင်သွားကျင်တာမို့လို့ဒီတိုင်းပဲဆရာမလုပ်ချင်တာပေါ့နော်စတင်ကျင်တာမို့လို့ဒီတိုင်းပဲစတင်ရင်းနဲ့ပဲအဲဘောကဖျက်တမ်းသွားမယ်လို့ပဲတွေးထားတယ် အညီမနေမယ့်အလုံးလုံးမှာအသက်က23နှစ်ဒီကဒီတိုင်းပဲအဲ့လိုစဒီရေတန်းစင် page မှာတင်နေစတင်နေဟာတွေ့ပြီးတော့အဲ့လိုစတင်ချင်တာနဲ့အဲ့လိုရောက်လာပြီးတော့စတင်ဖြစ်သွားတာပေါ့အအမတ်တရားရတော့အများကြီးပါပဲဒီတကယ်များသောအဖြစ်ကျွန်တော်လှဲတန်းဝိုင်းမှာတင်တာများရပါတော့ဆိုတော့လှဲတန်းဝိုင်းကလေးနဲ့တော့အဲ့လို memory အများကြီးရှိရပါတော့အဲဒီတိုင်းလမ်းသွားနေတဲ့နှုတ်ဆက်တာမျိုးတို့ဒါမှမဟုတ်ရှင်အဲ့လိုအပြင်တူတူသွားတာမျိုးတို့ မာစာတင်ဝိုင်းတခြားစာတင်ဝိုင်းသွားကြရရှင်လိုက်ခဲကျင်တာမျိုးတို့အဲ့လိုလိုက်ခေါ်သွားတာမျိုးတို့အဲ့အဲ့လိုမျိုးပေါ့နော်အဲ့လိုသူနဲ့ conversation တွေရှိတာလေနောက်တစ်ခါတို့တို့အတူသွားတာအတူလာတာတို့အတူစားတာတို့ကတို့တို့ကောင်းတဲ့ memory တွေအများကြီးရှိရပေါ့နော်စာတင်ရလို့တင်လာတင်ဖြစ်ရင်းနဲ့အဲ့လို volunteer လုပ်ဖြစ်သွားတာပေါ့နော်အဓိကစာတင်ခြင်းလို့ရောက်လာရင်လည်းပဲစာတင်ဖြစ်သွားတော့တာအဲ့တော့နေရလဲကျမတို့ကောင်းတာတွေပေးတယ်ရေရလဲ ကောင်းလာရေးပေးတယ်ကျမတို့ရေးမြက်တော့ပါရေးလေနောက်တော့အစားအစာတွေကလည်းကျမတို့ကိုကြီးထွားအောင်လုပ်ပေးတယ် professional မှာဆိုတော့ daily life မှာဆိုလို့ရှင်တော့အာဆီမပဲလောက်တာပေါ့နော် private ကျောင်းတစ်ခုမှာဆီမလောက်တယ်အဲလောက်ပြီးတော့ဒီ final year အတွက်လည်းကျောင်းတက်နေပေါ့နော်အဲ့တော့ပြောရှင်းရတာခါသေးလို့ကလေးတွေထိုင်ရင်လည်းစိတ်ပင်ပန်းတာပေါ့များပေမဲ့အဲ့လိုမျိုးပေါ့နော်ဒီတိုင်းသူတို့သူတို့ဆရာစာရတဲ့ဟာမျိုးတွေအဲ့လိုသူစာတရားလိုက်လုပ်တဲ့ခါမျိုးဆိုရင်များတော့ဖြစ်ရတော့ ်ပြောရတယ်ပေါ့နော်အမြဲတမ်းတော့ပျော်နေရတာပြီတော့မဟုတ်ဘူးပေါ့နော်အရင်တော့ဒီဒီကလေးတွေရဲ့ life ကြောင်းကောင်းကောင်းနားမလဲဘူးပေါ့နော်ဒီကိုရောက်လာနားလဲတာဆိုလို့ရှိရင်သူလမ်းမှာတွေးလို့ရှိရင်မဖြစ်ဖြစ်အဲကလေးရာလို့သူတို့ရဲ့ပုံစံမဟုတ်ပေါ့နော်လို့သူတို့လောက်တဲ့အလုပ်တွေရတွေ့ရမျိုးဆိုတော့အဲဒါခါကျရင်ဒီကလေးတွေကဘလို့မျိုးလဲအဲ့လိုဒါခါကျရင်တော့မကြိုက်ဘူးပေါ့နော်ဒါပေမဲ့ဒီကိုရောက်လာပြီးတော့ဘာဖြစ်သွားလဲဆိုရင်သူတို့ရဲ့အကြောင်းတွေနားလဲလာတယ်ဆိုတော့သူတို့က ကလေးတွေဘာတွေပင်ပန်းနေတယ်နောက်တစ်ခါသူတို့ဘာတွေခံစားနေရလဲသူဒီအလုပ်တွေပေါ့သူတို့ဘယ်လိုစိတ် pressure တွေများနေလဲဆိုရဲဟာနားလည်လာရဲပေါ့နော်အဲ့ဒါတွေပြောင်းလဲလာတယ်အဲ့လိုမျိုးပေါ့နော်များသောဖြစ်ရတော့ဒီ speech ရဲ့အနေပါပဲအဲ့လို ဟိုပလုံကောက်တဲ့ကလေးတွေလည်းရှိတယ်ဒီကောက်မှာစားရေးဝယ်တဲ့ကလေးတွေလည်းရှိတယ်နောက်တစ်ခုကအဲ့လိုပန်းရောက်တဲ့ကလေးတွေလည်းရှိရပေါ့နော်အအများကြီးတော့ပြောင်းလဲသွားတာပေါ့နော်အရင်ကဆိုရင်တို့ကတို့တို့အဲ့လိုမျိုးအဲသွားလာလှုပ်ရှားနေရမျိုးဖြစ်ဖြစ်ပေါ့နော်ဒီအခုနောက်ပိုင်းဆိုလို့ရှင်သူကအဲ့လိုမျိုးယဉ်ကျေးလာလို့ပြောရမှာပေါ့နော်အပြုတ်မှုတွေမှာအဲ့လိုမျိုးဟိုနှုတ်ဆက်တက်လာတယ်တခြားတော့အဲ့လိုအပြုတ်မှုတွေမှာယဉ်ကျေးလာတယ်လို့ share တရားနဲ့တရားနဲ့ share လဲလုပ်တဲ့အပိုင်းတွေတည်လာတယ်နောက်တစ်ခါလို့တခုဆိုရင်စောင့်ရမှာတို့အဲ့လိုအများကြီးနားလည်လာရပေါ့နော် ကျွန်တော်ကျွန်တော်ကတော့ကျွန်တော်ကလေးဒီမရှိကလေးတွေအကောင်လုံးအဲ့လိုဆရာဝန်ကြီးရဲ့ engineer တွေဖြစ်ရမယ်ဆိုရဲခန်းစားချက်မျိုးတော့အရင်မရှိဘူးကွာနော်ဒါပေမဲ့ကျွန်တော်ကလေးတွေကိုအခုတို့လုံးနေတဲ့အလုပ်တွေပေါ့ဥမာဆိုလို့ရှိရင်မိုက်ကောက်တဲ့ကလေးပလုံကောက်တဲ့ကလေးပဲဖြစ်ဖြစ်အဲ့လိုဇာတ်ဘူးရဲ့ကလေးပဲဖြစ်ဒါမျိုးတွေမဝေတော့ဘဲနဲ့အဲ့လိုတို့လှုပ်ချင်တာပေါ့နော်ဥမာဆက်ချုပ်ချင်တဲ့ကလေးကဆက်ချုပ်တာမျိုးပဲဖြစ်ဖြစ်အဲ့တို့လှုပ်ချင်တဲ့အရာလေးတွေပေါ့နော်အဲ့လိုမျိုးပံ့ပိုးပေးချင်တဲ့အဲ့လိုပုံစံမျိုးပဲတို့သွားချင်တာပေါ့နော်ကျွန်တော်ကတော့တပင်းရတပင်းရလဲရတယ်နောက်တော့ဘယ်ရရသေးလဲ ါလေးစီရလေးရတယ်နောက်တော့ဘာလေးရသေးလဲအေးဆစ်ဆေးလေးပဲလို့စာတင်သွားကျင်တာမို့လို့ဒီတိုင်းပဲဆရာမလုတ်ချင်တာပေါ့နော်စာတင်ကျင်တာမို့လို့ဒီတိုင်းပဲစာတင်ရင်းနဲ့ပဲအဲဘောကဖျက်တမ်းသွားမယ်လို့ပဲတွေးထားတယ်ဘာလို့အဲ့လိုတော့မဟုတ်ဒီတိုင်းပဲလို့သူများငငယ်တော့သူများဆရာလုတ်ရလို့ပေါ့နော်စာရှင်းပြရေးဆရာလုတ်ရတာအကြိုင်ရနေပြီးတော့ကြီးလာတော့လို့ဆရာမဖြစ်သွားတာကျွန်တော်ရဲ့ life နှစ်ခုလုံးခွဲထားတယ် private ကြောင့်ဆရာမလုပ်တဲ့ life ကတသက်ဒီ volunteer လုပ်တဲ့ life ကတသက်နှစ်ခုလုံးခွဲထားပြီးသားဆိုတော့အဲ့လိုမျိုးတော့မရှိဘူး ဘယ်လိုမျိုးလဲကွာနေရတာအဲ့လိုကွာတာပေါ့နော်ဒီမှာကြာလို့ရှင်ကလေးတွေကတို့အမြဲတမ်းဟိုကိုရီးယားလက်လာနေရတယ်မဟုတ်ဘူးအဲ့လိုတို့မိဘရဲ့စီးရအမြဲတမ်းလက်လာနေရတယ်မဟုတ်သူတို့ကဒီပတ်ဝန်းကျင်မှာသူတွားနေတယ်တွေ့နေအရာအကောင်လုံးကတို့ကလက်လာနေရအဲ့တော့တို့စီမှာအဲ့လိုတခြားပုံမှန်မိဘနဲ့ကြီးပြရကလေးတွေထပ်ပို့ပြီးတော့အဲဘဟုတုတရပြောမှာပို့ပြီးတော့အဲ့လိုအတွေးခေါ်စီရတခြားသောအဲကိစ္စတွေအရင်များတယ်ပေါ့နော်ဥမာဆိုရင်ကျွန်တော်ဒီရွယ်လူကြီးရဲ့တည်ရကိစ္စတွေလည်းတို့သိတာပဲအဲဆိုတော့အဲ့လိုကလေးတွေကိုပေါ့နော်အဲ့လို ကင်တွေရတာလည်းဘာမှမသိပဲနဲ့မိဘကတခြားထိန်ကြောင်းပြီးတော့တစ်ခုတော့တစ်ခုပဲတည့်ရကလေးကိုကင်တွေရတာတော့လို့အများကြီးကြွားသွားတာပေါ့နော်အကူညာဖေးတိုင်းရှောက်မင်းလန်းရှောက်တာမှနေ အမတ်တရားဆိုလို့ရှိရင်အဲ့လိုမျိုးဟိုထွန်းပေါက်သွားဆိုတော့ဆယ်နဲ့နေမှာအဲ့လိုပြီးသွားမှာကျွန်တော်ကလေးတွေများတော့ဖျားကိုကျွန်တော်စီမှာလာတက်တဲ့ကလေးတော်များများအဲ့လိုအခြေခံစတင်ရကလေးတွေပဲဟိုလိုကြောင်းကနေပြီးတော့ဒီလာတင်တာမဟုတ်ဘူးအခြေခံစတင်ရကလေးရဆိုတော့အဲ့လိုများတော့ဖြစ်သူတို့အလုတ်ခွင်နေသွင်းပေးလိုက်တာမျိုးပေါ့နော်ဥမာသူတို့အဲအလုတ်လောက်တာမျိုးပေါ့အဲ့လိုလုတ်လုတ်ချင်တဲ့အလုတ်တွေရှိရပေါ့နော်ဥမာစပိန်အလုတ်သွားဖို့စပိန်လိုအပ်တာမျိုးတို့အဲ့လိုမျိုးတွေနောက်တစ်ခါသူတို့အဲ့လိုမျိုးတွေတိလာရပေါ့နော်အလုတ်လုတ်ထပ်ဖို့တိလာရတယ်နောက်တစ်ခါအဲ့လိုအာ အလုတ်လုတ်ချင်စိတ်တွေပေါ်လာတယ်ဒါတွေကဒီသူတို့ရဲ့ထွန်းပေါက်လာတဲ့စိတ်လိုပဲကျွန်တော်ကတော့မြင်တာပေါ့နော်ဟုတ်ဒီတိုင်းမှာဒီမှာ volunteer လုပ်ဖို့ကတော့ကျွန်တော်ငငယ်ချင်းကဆက်သားတင်မယ် like ခဲဆိုခေါ်ရင်းနဲ့ပဲရောက်လာပေါ့နော်ဟိုလိုမျိုး volunteer လုပ်သွားဖို့လေလို့အရင်တွေးထားတဲ့အတွေးတော့လည်းမရှိပါဘူးအဲဒီတိုင်းပဲရောက်လာရင်လည်း volunteer ဖြစ်ပြီးတော့ဖြစ်သွားရမယ် ဘယ်အချိန်ထိအောင်မြင်သင့်လဲဆိုတော့အောင်မြင်သင့်တာအောင်မြင်ချင်တာမချင်တာချက်ပေါ့နော်ဒီအမေကလေးတွေကိုသူတို့အခုလုံနေတဲ့အလုပ်တွေကနေပြီးတော့မှာပေါ့နော်သူတို့လုံချင်တဲ့အရာလေးတွေလို့ဒါမှစီးပွားရေးတသေးလေးပဲဖြစ်ဖြစ်ဒီလိုမျိုးအရာတွေလုတ်ပေးနိုင်တဲ့အထိဥပမာဆိုရင်ဟိုဒီကလေးကဆက်ချုပ်တင်တန်းတက်ချင်တယ်ဆိုရင်ဒီကလေးကိုဆက်ချုပ်တင်တန်းပို့ပေးတဲ့ပြင်လို့ဆက်ချုပ်ဆက်ဝယ်ပေးနိုင်တဲ့ပေါ့နော်အဲ့လိုကလေးတယောက်လုံချင်တဲ့ဟာသူတို့ရဲ့အဲပြည့်ပြည့်စုံစုံပံ့ပိုးပေးလို့ရတဲ့အချိန်တွေထိတော့အဲ့လို ဟိုအောင်မြင်ချင်တယ်ပေါ့နော်။အော်ပုံမှန်တော့ကျွန်တော်ဒီဒီတန်းစီစာတင်ဝိုင်းနေကုန်းတော့စနေတင်းကိုပဲရှိရပါပေါ့နော်။အဲ့တော့ကျွန်တော်က Monday to Friday ကကျွန်တော်အလုပ်လုပ်တယ်။ဒီ Saturday Sunday ကဒီဒီတန်းစီမှာပဲအမြဲတမ်းအလုပ်လုပ်တယ်ပေါ့နော်။